ဒီကဘာကပြန်ရည်တွက်လိုက်လို့ကဘာတသိမ်းမှာဗဒုမုတ်တရဆိုတဲ့ဘုရားကိုပွင့်ခဲ့တယ်။အဲ့ဒီဗဒုမုတ်တရဘုရားထံမှာကောရမဘုရားအလောင်းဟာဓာရိခံခဲ့ဘူးတဲ့။ကိတံခောရမီရဲ့ဘဝလေးကအဲ့ဒီကစပြီးတော့မှတ်တမ်းရှိတယ်ပေါ့။ဗဒုမုတ်တရမြတ်စွာဘုရားမတိုင်မီကလည်းသူ့ဘဝတွေရှိခဲ့မှာပဲ။သို့တော့အဲ့ဒီဘဝတွေအကြောင်းမှတ်တမ်းမရှိတော့ဘူး။ သူ့ရဲ့ပါရမီဟာအဲ့ဒီကစတယ်လို့ပဲပြောနိုင်တယ်ဘုရင်မုဒ္ဒရာမြတ်စွာဘုရားဖွင့်တဲ့အချိန်မှာအဲ့ဒီမှာဟန္တာဝတိဆိုတဲ့မြေပြည်တော်ကြီးမှာသူကမြေကောင်းသမီးလေးတူသွားဖြစ်တယ်ဒါမျိုးဆိုတာအလွန်တိုက်ဆိုင်နိုင်ခဲ့တယ်ပေါ့ဘုရားပွင့်ပြီးတော့ဘုရားသရင်သုံးတဲ့နေရာမှာလူသွားဖြစ်ရတယ် အဲ့ဒီလိုဟန်တာဝတီမှာအမျိုးသမီးလေးတူဖြစ်တဲ့အချိန်ယသော်ဘုရားကြောင်းတော်သွားပြီးတော့တရားပွဲတွေတရားနာအဲ့လိုတရားနာတဲ့အခါမှာသရတရားတွေအမတမထက်ထက်လာလို့ယသော်ဘုရားနဲ့ကိုယ်ဝဲစီကတဲ့တရားကိုလည်းကိုယ်ဝဲစီကတဲ့သံဃာကိုလည်းကိုယ်ဝဲစီကတဲ့ဘုရားဟောတဲ့တရားကိုလည်းပဲအလွန်နှစ်ချိုက် ဒီလိုနဲ့တရားပွဲတွေကိုအမြင်မပြတ်ဆိုသလိုကျောင်းတော်မှာတောတော်ပြီးတော့နားနေအခုလိုနားနေတာကကသူဒါပညာပါရမီဖြည့်နေတာပဲအဲ့ဒါလိုပါရမီဖြည့်လို့စိတ်ကောင်းနှလုံးကောင်းနဲ့မြင့်မြတ်တဲ့လူတွေရဲ့လုပ်ငန်းလုပ်တနေ့မှာအဲ့ဒီဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားကဘုရားရဲ့သမီးတော် ဘိက္ခုနီတစ်ပါးကိုဘိရင်သား၄ပါးရဲ့အလယ်မှာဂုံကျွေးစုတွေကိုပြောပြီးတော့သူ့ရဲ့ထူးချွန်မှုကိုဂုံပြုတဲ့အနေနဲ့ဧဒရက်ဘွဲ့သူဖြစ်ချီးကျူးနေတဲ့အခမ်းအနားတစ်ခုသူရောက်သွားအဲ့ဒီဘိက္ခုနီမကသူများတဲ့ထူးချွန်ပြီးတော့အဝတ်အစားနဲ့ပတ်သက်ပြီးတော့အင်မတန်မှချိုးချိုးချမ်းချမ်း ကောင်းတယ်ဆိုတဲ့အဝတ်ကိုဘယ်တော့မှမဝတ်ဘူးသုတ်တန်တစ္ဆာတင်းကျိုင်းဝါမှာပြစ်ထားတဲ့အဝတ်တွေတဲကမကောင်းတဲ့အဝတ်ကိုမှရွေးပြီးတော့ဟုတ်လျော်ချုပ်ဆက်ပြီးတော့အဲ့ဒီအဝတ်မျိုးကိုဝတ်တယ်ရှင်တော်ဘုန်းကြီးတို့တွေကြတော့ရှင်မကောင်းတဲ့အဝတ်ကိုမဟုတ်ချင်ဘူးကောင်းတာလေးရွေးတာဟုတ်ကဲ့ဒီဝတ်ကလေးကအစင်းလာသလားဒီဝတ်လေးကကိုကောင်းသလားဆိုတော့ တော့ကလူတွေမှာကြည့်ရင်ကောင်းတာလေးပဲရွေးကြတယ်မကောင်းတာဘူးမမျိုးအဲ့ဒီဘိက္ခုနီမှာကတော့မကောင်းတဲ့ဟာကိုပဲရွေးဝတ်တယ်ဘာကြောင့်ဒီလိုလုပ်ကြတော့ဆိုရင်သူ့ရဲ့လောဘကိုချိုးနှိမ်တာပဲတသန်တရာလုံးအကောင်းကြိုက်လာတာသူလည်းမကြိုက်တာတော့မဟုတ်ဘူးเนาะတသန်တရာလုံးအကောင်းကြိုက်လာတဲ့တဏှာရဲ့အတွေးအမြင်တွေကိုဖယ်ရှားပြစ်ပြီးတော့ အေးသူ့စိတ်ကသူဆုံးမတဲ့အနေနဲ့မကောင်းတာကိုမှရွေးပြီးတော့ဝတ်ဆင်အဲ့လိုဝတ်ဆင်တော့ဘိက္ခုနီတွေထဲမှာသူကအမတန်မှထင်ရှားတယ်ပေါ့ခေါင်းပါတဲ့နွမ်းနယ်တဲ့သင်္ကန်းကိုပါဠိဘာသာနဲ့လူခစီဝရလို့ခေါ်တယ်လူခစီဝရကြမ်းတမ်းတယ်ညံ့တယ်မကောင်းဘူးဆိုတော့ အများကမလိုချင်တဲ့အဝတ်အဲ့ဒီသင်္ကန်းမျိုးကိုမှ तू ကရှာပြီးတော့ဝတ်သည့်အတွက်ကြောင့်ခေါင်းပါတဲ့သင်္ကန်းကိုဝတ်ယုံတဲ့နေရာမှာတော့အမတန်အထူးချွန်ဆုံးပဲလို့ဘုရားမြတ်စွာကဣတရေယာတုရှိဂုံပြုအဲ့ဒီဂုံပြုတဲ့အခန်းနာကို तू ရောက်သွားတဲ့အခါကျတော့သူ့စိတ်ထဲမှာတိတ်သဘောကျသွားတယ် သူကသူလည်းကြည့်မိပါလိမ့်မယ်။ဟောငါကြတော့ကောင်းတာတွေကြီးပဲဝတ်တာ။ကောင်းတာတွေဝတ်သည့်အတွက်ကြောင့်အဝတ်အကောင်းဝတ်လို့ဆိုပြီးတော့ဂုံပြူတာမရှိဘူးလေ။ဂုံပြူမခံရဘူး။ကြီးစားခေါင်းကောင်းဖားပါအညံ့ဆုံးအဝတ်ကိုမှဝတ်တဲ့ပုဂ္ဂိုလ်ကြတော့ဂုံပြူခံရတယ်။သူများနဲ့မတူတဲ့စိတ်ဓာတ်နော်။အဲ့ဒီစိတ်ဓာတ်ကလေးသူပေါ်လာတယ် ဩလာတဲ့အခါကျတော့သူ့စိတ်ထဲမှာဆွဲဆွဲမြဲမြဲအဲ့ဒီဘိက္ခုနီမောင်တိတ်အားကြတယ်ခုခေတ်လည်းလူတွေကောင်းရံနဲ့ပတ်သက်ပြီးတော့ဒီလိုမြင်ကြရကြားကြရလို့ရှင်အားကြတယ်ဆိုတော့ပေါ်တာပဲပေါ့နော်လူတိုင်းကအားကြလားလို့ဆိုတော့မကြဘူးကိုယ်ဝါသနာကိုယ်စိတ်ထက်နဲ့ကိုင်းညီသွားတဲ့အချက်ကြီးကြတော့အားကြကြတယ်လူတွေမှာဟောကိတံဂေါရမီဖြစ်လာမဲ့အမျိုးသမီးငယ် အဲ့ဒီအချိန်တုန်းကဒီဘိက္ခုနီမရဲ့အသွင်အပြင်ဒီဘိက္ခုနီမရဲ့ဖရာကိုယ်တိုင်ကနေပြီးတော့ချစ်ချူးပြီးဂုံပြူတာအမတန်မှအားချမ်းငါလည်းပဲဒါမျိုးဖြစ်ချင်လိုက်တာဒါမျိုးဖြစ်ချင်လိုက်တာစိတ်ထဲမှာအလိုဖြစ်ချင်လိုက်တာဆိုပြီးကုသိုလ်ကောင်းမှုတွေလုပ်တယ်သူ့စိတ်ထဲမှာဒါပဲဆွဲနေတယ် ဘုရားမူရှိတဲ့သံဃာတွေပြင့်နေဆုံးကတ်တယ်သီလဆောက်တည်တယ်တရားနာတယ်ကုသိုလ်ကောင်းမှုတွေမြတ်စွာဘုရားထံခွင့်ပန်ပြီးတော့သံဃာတွေကိုပြင့်ဆုံးကတ်ခွင့်ပန်ပြီးနောက်ဆုံးမှာသူကုသိုလ်ပြုလုပ်တဲ့အခမ်းအနားတစ်ခုမှလျှောက်တယ်အရှင်ဘုရားတဲ့အရှင်ဘုရားကနေပြီးခေါင်းပါတဲ့သင်္ကန်းကိုဝတ်ယုံတဲ့ဘိက္ခုနီမှာ တူဦးကိုဂုံပြုတ်ပြီးတော့ဧတရက်ဘွယ်သူဖြင့်ချီးကျူးတော်မူပါတယ်။တပည့်တော်လည်းပဲအခုလုပ်တဲ့ကုသိုလ်တွေအဲ့ဒီလိုဘိက္ခုနီမျိုးတပည့်တော်ဖြစ်ချင်လိုက်တာဗျာဖြစ်ပြရစီပါဒီကုသိုလ်ကောင်းမှုကြောင့်တပည့်တော်အဲ့ဒါမျိုးဖြစ်ချင်လိုက်တာဖြစ်ပြရစေပါလို့ဆုတောင်းတယ်ဆုတောင်းတော့ဘုရုမုဒ္ဒရာမြတ်စွာဘုရားကကြည်လိုက်တယ် သူစိတ်ကလည်းတားထက်တန်တယ်เนาะအဓိကာရောစစန္ဒတာဒီဖြတ်ထိတ်ရဖို့ဆိုတာလူသားစစ်စစ်လည်းဖြစ်ဖို့လိုတယ်လေဖရာလောင်းနေကြတော့အဓိကာရသူများတဲ့ထူးထူးခြားခြားကုသိုလ်ကိုလုပ်တဲ့ပုဂ္ဂိုလ်လေဖရာစန္ဒလွန်ခဲပြင်းထန်တဲ့ဖြစ်ချင်တဲ့စိတ်ဆန္ဒလည်းရှိရတယ်။တမန်ကလေးအားကြရုံမဟုတ်ဘူးတကယ်ဖြစ်ချင်တဲ့စိတ်ဆန္ဒကမှရှိတယ်။ အဲ့ဒီဆန္ဒစွမ်းအားကြောင့်မို့လို့ကုသိုလ်တွေလုပ်ပြီးအရှင်ဘုရားရဲ့တပည့်တော်လည်းအဲ့ဒီဘိက္ခုနီမာမျိုးဖြစ်ပြရစေပါတဲ့ဆိုတော့ဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားကအနာဂတန်တညာနဲ့ကြည့်တယ်အနာဂတ်ဘဝတွေလွန်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့အေးဒီကဘာကနေကဘာတသိန်းလွန်သွားတဲ့အခါဟာတကဘာဆိုတဲ့ ကဘာတစ်ခုပေါ်လိုက်အဲ့ဒီဗဒကဘာမှာဖရာငါးစုပွင့်မယ်စတုထမြောက်ပွင့်တဲ့ဂေါရမဖရာအဲ့ဒီဂေါရမဖရာလက်ထက်မှာသင်ဟာလူခတ်စီဝရခေါင်းပါတဲ့သင်္ကန်းကိုဝိယုံနဲ့ဘိက္ခုနီတွေထဲမှာထူးချွန်သူဖြစ်လိမ့်မယ်ဟော ဗုဒ္ဓဗုဒ္ဓရာမြတ်စွာဘုရားကဗျာဒိတ်မိန်ချတော့